ဟယ်လိုအားလုံးမင်္ဂလာပါဘူဝမန်ချန်ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ညရှင်ပိုင်းကစားကြတဲ့ကမ္ဘာပလားခြေစစ်ပွဲတွေမှာအင်မတန်ကိုအရေးကြီးခဲ့တဲ့ဂျာမနီအတွက်ပေါ့နော်ဆလိုဗာကီးယားနဲ့ပွဲစဉ်တွေကျွန်တော်ပါနေတယ်ဆိုတော့ဂျာမနီကအိမ်ကွင်းသူတို့ထပ်ပါတော့ဒီ live visit မှာရှင်ပိုင်းကစားတဲ့ဒီပွဲမှာဆလိုဗာကီးယားကို6-9ဂိုးမရှိဆိုတဲ့ statement performance နဲ့အနိုင်ရပြီးတော့ကမ္ဘာပလားခြေစစ်ပွဲကိုတိုက်ရိုက်အောင်သွားပြီဖြစ်တယ်ပေါ့နော်ဂျာမနီတို့ကဒီပွဲကဒီတိုက်ရိုက်အောင်မှုဆိုလို့ရှိရင်ပေါ့နော် သူတို့ဒီအနိုင်ရကြမလို့တည်ကြုံနေတဲ့သူတို့ကဓာတ်ရိုက်ဝင်ခွင့်ရမှာဒါပေမဲ့တည်ကြပြီးတော့ဓာတ်ရိုက်ဝင်ခွင့်ရမယ်ဆိုရင်မဲအိုးနံပါတ်1မှာမရောက်ဘူးအာเนาะဒါပေမဲ့လို့အနိုင်ရလက်နဲ့ဒီနောက်တစ်ဆင့်ဂျာမနီကမ္ဘာဖလားခြေစပွဲကိုအောင်ခဲ့တယ်ဆိုလို့ရှိရင်မဲအိုးနံပါတ်1မှာဝင်ခွင့်ရမှာဘာလို့လဲဆိုတော့ဂျာမနီလိုအသင်းကြီးတွေကမဲအိုးနံပါတ်1ကိုဝင်ရမှာဖြစ်မှာဘာလို့လဲမဲအိုးနံပါတ်1မှာအသင်းကြီးတွေကြီးပဲအကုန်စုပြုံနေတာအဲ့တော့ဂျာမနီဟာ ်သူတို့အနေနဲ့ပေါ့နော်အဲ့ဒါကိုရှောင်နိုင်ဖို့အတွက်အဲ့ဒီအသင်းကြီးတွေနဲ့တအုပ်စုတမဲဦးတွေကျွန်တော်ကြာနေမှရမှာအဲ့တော့ဒီပွဲကိုအနိုင်ရဖို့လိုအပ်ခဲ့တယ်ဒီပွဲကလည်းနည်းနည်းလေးစိတ်ပူစရာဖြစ်ခဲ့တာပွဲမတိုင်ခင်ကပေါ့နော်ဘာကြောင့်လဲဆိုတော့ဟိုဂျာမနီကသူတို့ဒီဆလိုဗာကီးယားမျိုးကိုသွားကစားရတော့ကနှစ်ဂိုးကိုမရှိဆိုတဲ့ရလနဲ့သူတို့ကရှုံနေခဲ့တာ ဂျုံနင်းကတော့တော်တော်လေးကိုစိတ်ပူစရာဖြစ်ခဲ့ပြီးတော့ဗောနော်အဓိကကျွန်တော်တို့ဒါ3-4ယောက်လောက်ကလည်း injury ပြဿနာတွေပါနေဂျုံနေရတယ်ဆိုတဲ့ခါကျတော့ဂျာမနီတို့ကတော်တော်ကိုအဆင်မပြေတာဒါဗီမဲ့လည်းလို့ဗောနော်လက်ကျန်5ဝဲစလုံးကိုသူတို့အနိုင်ရရင်းနဲ့တောက်လျှောက်ဆိုလို့တိုက်ရိုက်တက်ခွင့်ကျွန်တော်ရတယ်ဆလိုဗကီးယားကိုလည်းလက်ရှိအိမ်ဝင်းမှာနော်မဖြစ်မနေနိုင်မကိုရပါမယ်ဆိုတဲ့ပွဲမျိုးမှာအနိုင်ရအောင်သူတို့လုပ်ပြတာပထမပိုင်းနေကို၄ဝပြက်ဗျာအဲ့တော့ကျွန်တော်အနေနဲ့ဂျာမနီဟာ တို့ကိုပေါ့နော် performance ပြဖို့လိုအပ်နေတဲ့အခြေအနေမျိုးမှာလုံးဝ statement performance မျိုးကျွန်တော်ပြသွားတယ်ဆိုတော့ဂျာမနီကဒီပွဲကို6-9ခုမရှိနဲ့အနိုင်ရပြီးတော့ဒီကမ္ဘာမလားကိုကျွန်တော်တိုက်ရိုက်တက်ခွင့်ရလိုက်တဲ့အတွက်ဂျာမနီဟာ1954ခုနှစ်ကစလို့ပေါ့နော်ကမ္ဘာဖလားပြိုင်ပွဲတိုင်းကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရတဲ့အသင်းကျွန်တော်ဖြစ်လာတယ်ဒါဟာဂျာမနီအတွက်တော့ imminent ကောင်းတဲ့အနေထားပါအဲသူတို့ပြမူဆီယာလာတို့ပြင်မလာသေးဘူးကိုင်ဟာဘတ်တို့ကျွန်တော်ပြင်မလာသေးဘူး ဆိုတော့ဘောနော်အဲဒါရူဒီဂါတို့လို့ကစားမတွေကျွန်တော်ပြင်မလာသေးဘူးဂျာမနီမှာအရေးကြီးတဲ့ကစားမတွေလွဲနေပါသေးတယ်သူတို့လည်းပဲအဓိကစတေပဲဖြစ်တဲ့เนาะကျွန်တော်ကရွေးစရာရှိတဲ့ကစားမတွေရဲ့လူငယ်ကစားမတွေကိုစံယူတာတွေရဲ့တာမှုတွေကိုကျွန်တော်ပြင်ကြည့်မယ်ဆိုရင်ဂျာမနီကသူ့အနေနဲ့သူမစိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်ဘောနော်ဆိုတော့ဒီပွဲမှာတော့အဲနျူကာဆယ်တိုက်စစ်ကစားမဘောနော်ကျွန်တော်ကနစ်ကရော်တာမာရာကတကူသွင်းပြီးတော့ကနာဘရီကလည်းဒီနေ့ပွဲမှာတကူသွင်းတယ်ဘောနော်ဒါအပြင်စာနီကတော့နာဂက်စမန်ကပြီးခဲ့တဲ့လကသူ့ကိုမရွေးခဲ့ဘူး ဒါပေမဲ့လို့သူ ကာလာဆာရီမှာအဆင်ပြေနေတယ်ဆိုတဲ့အခါကျတော့ဒီပွဲမှာဒီဒီဒီချိန်အေးဗာလဲဒီကမ္ဘာမလားခြေစစ်ပွဲအတွက်ရွေးခဲ့တယ်ဆိုတော့ဒီပွဲမှာသူနှစ်ကိုးသွင်းပြီးတော့ performance ကောင်းသူပြသွားတယ်ဒါအပြင်သူဖန်တီးမှုတွေဘာတွေလဲကျွန်တော်လုပ်တယ်ဒီပွဲရဲ့အကောင်းဆုံးကစားမလို့တော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲဒါအပြင်ကျွန်တော်အနေနဲ့ gimmick ရဲ့နေရာကိုဒုတိယပြိုင်မှာလူသားဝင်ကစားလာတဲ့ right back လူငယ်ကစားမလေးဖြစ်တဲ့ဘာကူကလည်း68မိနစ်မှာဂိုးသွင်းတယ်လို့ Florian Vieira ရဲ့နေရာကိုဒုတိယပြိုင်ဝင်ကစားတဲ့ လူငယ်ကစားမလေးဖြစ်တဲ့ကျွန်တော်ကဒီဗါလဲဒီ OA Drago ကလည်းကျွန်တော်နေတယ်ပေါ့နော်ဒါဂိုးသွင်းတဲ့ OA Drago ပေါ့နော်ဒီကစားမလေးကအခုမှသူဂျာမနီလေရွေးစင်မှာစပြီးတော့ရွေးချယ်ခံရတယ်။ကွင်းထဲဝင်ဝင်လာလာချင်းပထမဆုံးထိတဲ့ဘောလုံးထိချက်ဟာဂိုးဖြစ်တယ်ပေါ့နော်။ဒါကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အဒီကစားမလေးအတွက်လည်းလုံးဝမမိနိုင်တရားပွဲမျိုးလို့ကျွန်တော်ပြောရမှာပေါ့တပတ်ကစလိုဗကီးယားအတွက်တော့ခရီးအဝေးကြီးကိုသူတို့လာခဲ့ရတာလာခဲ့ရတာဆိုတာစလိုဗကီးယားအနေနဲ့ဒီအုပ်စုတွေမှာဆိုလို့ရင် Northern Ireland တို့အသင်းတွေ လူဇင်ဘတ်တို့လိုအသင်းမျိုးတွေကိုသူအနိုင်ယူပြီးတော့သူတို့အနေနဲ့ပေါ့နော်အဲဂျာမနီကိုလည်းသူတို့အနိုင်ယူထားတာဆိုတော့အဲ့ရှိမှာတော့သူတို့ဒါတပွဲရှုံထားတယ်ဗောလေအဲ့တော့ဂျာမနီနဲ့အမှတ်ကတူနေတာဆိုတော့ဆလိုဗာကီးယားအတွက်ကတော့ goal difference နဲ့တင်သူတို့ကဒုတိယနေရာကိုရှိနေတာဆိုတော့ဆလိုဗာကီးယားဟာတိုက်ရိုက်ကမ္ဘာမလားခြေစပွဲအောင်ဖို့ဆိုရင်ဒီပွဲမှာ Leipzig ကိုလာကစားတဲ့အဝေးခွင်မှာနိုင်မကိုဖြစ်မှာဂျာမနီကိုဂျာမနီအတွက်ကတော့တည်ရည်ပဲကျွန်တော်လိုအပ်ခဲ့တာအနိုင်ရရင်တော့ pot 1မှာပါသူတို့ဝင်ခွင့်ရမယ်ပေါ့နော်ဒါပေမဲ့လို့ Julian Nagelsmann ပြောသလိုပဲ သူတို့ဂျာမနီဟာဘက်တိုမန်တရီတမက်ကိုဥတည်ပြီးတော့မကစားဘူးပေါ့တရီတမက်ရရင်တော့နောက်တစ်ဆင့်တက်ခွင့်ရမှာမှန်ပြီမဲ့လေလို့ဝင်ခွင့်ရမှာမှန်ပြီမဲ့လေလို့ပေါ့နော်အနိုင်ရလက်ကိုသာကျွန်တော်အနေနဲ့လိုအပ်ခဲ့တာပေါ့နော်နောက်တစ်ခုကဂျာမနီအတွက်ပေါ့နော်ဒီလိုပွဲမျိုးကအနိုင်ရယုံနောက်တစ်ဆင့်တက်ယုံနဲ့ပေါ့နော်ချိန်နေစရာကောင်းတဲ့ performance မျိုးတော့မဟုတ်ဘူးဘလို့ performance မျိုးကိုလိုလဲဆိုတော့ခုနကကျွန်တော်ရှေ့မှာပြောသလိုပဲဂျာမနီဆိုတာဒါပဲဆိုတဲ့ statement performance မျိုးကိုပါသူတို့ကလိုတာ နောက်တစ်ဆင့်ကမ္ဘာမလားခြေစပွဲကိုအောင်ယုံနေမရဘူးဒီဘက်မှာနိုင်နေဆိုလို့နဲ့ကျွန်တော်မရဘူးเนาะဂျာမနီဟာလာပြီးဂျာမနီဆိုတာဒီလိုပဲလူမဆုံနေတာတောင်မှဂျာမနီဟာဒါမျိုးပဲဆိုတာမျိုးပြနိုင်တဲ့ statement performance မျိုးကိုလိုတာဘာကြောင့်လဲဆိုတော့ရှေ့မှာကျွန်တော်ရှေ့မှာကစားခဲ့ပါတယ်ဆိုတော့ဒီ Luxembourg တို့ဘာလို့လဲပွဲမှာတောင်မှပေါ့နော်ဂျာမနီကအနိုင်ရခဲ့ပြီမြဲ့လေလို့ performance ကချိန်နေစရာကောင်းတာနေကျွန်တော်ဘာမှမရှိဘူး Northern Ireland နဲ့ပွဲဒီမှာဆိုလို့ချင်းလည်းပဲရုန်းကန်ခဲ့ရတဲ့ကျွန်တော်တချို့အရာတွေကျွန်တော်ရှိတယ် သူတို့ပြင်ဆလိုဗာကီးယားကိုရှုံးခဲ့တဲ့ပွဲဆိုလို့ရှိရင်2-0နဲ့ဆိုတော့တော်တော်ကိုဒေါသထွက်เสียကောင်းခဲ့တာအဲ့တော့အခုလက်ရှိပြန်တွေ့တဲ့ဗာကီးဆလိုဗာကီးယားနဲ့ပွဲမှာဆိုလို့ရင်သူတို့နိုင်အောင်ကိုချရမှာဆိုတော့အဲကြောင့်အနိုင်ရခဲ့တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့နေကင်မစ်ချ်ခရော့စင်ကနေပြီးတော့ဝေါ်တာမာရာကခေါင်းတိုက်သွင်းတယ်လို့ဒီပွဲမှာလာဖလိုရီယန် VS ဆိုလို့ရှိရင်တအားကောင်းတဲ့ performance ကိုသူပြသွားတယ်ဖလိုဒီနေပွဲဒီမှာအခွင့်အရေးဖန်တီးမှုတွေကျွန်တော်အများကြီးပါ ်တော့အများကြီးပဲသူလုပ်ပြနိုင်တယ် assist တွေလည်းသူရတယ်ကနာဘရီကလည်းတော်တော်ကောင်းတဲ့ performance ကိုပြသွားတယ်စာနီရောပဲကွင်းလင်မှာလည်း Leon နဲ့ Goretzka တို့ပါတော့အဆင်ပြေတယ်ပေါ့နော်ဘာဘလိုဝေ့ချ်နဲ့တွဲနေတဲ့အချိန်မှာတော့ပို့ပြီးတော့မြင်သာတာပေါ့လေဒုတိယပိုင်းနမချာကိုကျွန်တော်လဲလိုက်တဲ့အချိန်မှာဆိုရင် Goretzka ရဲ့ဆွမ်းဆောင်ရည်ပဲကျွန်တော်ကြားလာတာအဲ့တော့ဂျာမနီနေနဲ့တော်တော်လေးကောင်းပါလေနော်တော်တော်လေးကောင်းပါလေဒီနေ့ပွဲစဉ် performance ကဒါမျိုးကျွန်တော်ဖြစ်နေရမှာဆိုတော့ကမာမလာဝင်ခွင့်ရသွားပြီဆိုတော့တော်တော်အချိန်ကြီးကောင်းသွားပြီ ဆိုကြားထဲမှာလည်း international break တွေပါတယ်ရှိတော့မှာမဟုတ်ဘူးကွနော် match လာအပီလောက်မှာပဲကျွန်တော်ရှိတော့မယ်ဆိုတော့အဲ့ကျမှပဲပါတယ်ဆက်ဖြစ်မလဲကျွန်တော်ကြည့်ရမယ်ဆိုတော့ Germany နောက်ထပ်ဘလုံးမှာအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ Germany ကမ္ဘာဖလားကို၄ချိန်ရထားတဲ့ Germany ဒီနဲ့1954ခုနှစ်ကလေးကနေစလို့အခုချိန်ကြီးကမ္ဘာဖလားကိုပွဲတိုင်းကမ္ဘာဖလားပြိုင်ပွဲတိုင်းကိုဝင်ခွင့်ရတဲ့အသင်းဖြစ်လာပါပြီညီကလေးအနေနဲ့ရော Germany ရဲ့ဒီပွဲနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများတင်ပါတယ်